ီသေးစိတ်လေးလာဆွေးနွေးမှုကနေကြိုဆိုပါရစေ။ဟုတ်ကဲ့ကြိုဆိုပါရစေ။ဒီနေ့အတွက်ဒီကအကြောင်းရာကတော့ The Military Show နဲ့ Military Summary YouTube Channel ကတရင်ရင်းမြစ်တွေပေါ်ခြေခံပြီးတော့ Ukraine ပြည်ပခရဲ့နောက်ဆုံး Channel တွေကိုအစအဆုံးခွဲခြမ်းစစ်ပြကြည့်ဖို့ပါပဲ။อืมဟုတ်ဒီရင်မြစ်တွေမှာဆိုရင်ယူရှားရဲ့နှီးပြူဟာတွေသူတို့ရဲ့ဆုံးရှုံးမှုပမာဏပြီးတော့ယူကရိန်းဘက်ကတုံ့ပြန်မှုတွေအာတီထွင်ဆန့်တက်မှုတွေပေါ့ဟုတ်ကဲ့ နောက်ပြီးယူရှားစီးပွားရေးပေါ်တည်အောင်မှုတွေလည်းပါတယ်နော်ဟုတ်ပါတယ်အဲ့ဒီကြော်တွေဖော်ပြထားတာတွေ့ရပါတယ်ကျွန်တော်တို့ဒီအ धिक ပြောင်းလဲတွေစိတ်ဝင်စားစရာချက်လက်တွေနောက်ပြီးတော့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲချိုးဆက်တွေကိုနားလည်အောင်စူးစမ်းကြည့်ကြပါဗောကောင်းပါတယ်ကဲပထမဆုံးအနေနဲ့ယူရှားရဲ့အဲလူသားကြိတ်ဆက်လို့ပြောနေကြတဲ့နီဗျူဟာ ਨੇ သူတို့ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့စရလိုက်ကြရအောင်ဟို UK ကောက်ကင်းဝန်ထမ်းဌာနမော်ဒီရဲ့အော်တိုဘတ်6ခွဲ့အထိစီးရင်ရပါတော့ဟုတ်ကဲ့ 2025ထက်မှတ်တင်ရုရှားတပ်ဖွဲ့ဝင်333ကျော်လောက်333ဟုထိခိုက်ကြဆုံးခဲ့တယ်ဆိုတော့อืมဟုတ်တော်တော်များလက်ကင်းကနားမှာဟုတ်တယ်ကျူးကျော်မှုစတင်ခဲ့တဲ့2020ဖေဖော်ဝါရီကတည်းကစုစုပေါင်းဆိုရင်တတန်းတတောင်ချင်ကြောက်သွားတယ်တတန်းကျော်တော့ရှိပြီနော်ဟုတ်ပါတယ်အော်တိုဘာလာမှာဆိုနေ့စဉ်ထိခိုက်ကြဆုံးမှုနှုန်းကတချောင်းကျော်နဲ့ပြန်တက်လာတာတွေ့ရတယ်ယူကရိန်းမှတိုင်ဝန်ကြီးဌာနရဲ့ကမန်ချက်ကတော့ဒီထက်တနည်းပိုများသေးတယ်တတန်း2500လောက်လို့ဆိုရတယ် ီကိငနန်းနေရာတကယ်ကိုအန်တော်စရာပဲဒါမဲ့ပိုစိတ်ဝင်စားဖို့ကောင်းတာခရမလင်ရဲ့တွန့်ပြန်မှုတော့ဟုတ်တယ်အဲခရမလင်ကဒီလောက်များတဲ့ဆုံးရှုံးမှုတွေကိုရှုံးနေမှုလို့မမြင်ဘူးဒါကသူတို့ရဲ့အစီအစဉ်ရဲ့တစိတပိုင်းလို့သတ်မှတ်ပုံရတယ်အစီအစဉ်ရဲ့တစိတပိုင်းဟုတ်တယ်ပူတင်ရဲ့အရင်ကပြောစကားတွေကလည်းဒီအမြင်ကိုအားဖြည့်ပြီးပြည်နေတယ်လို့ပဲဆိုတော့ဒါကရုရှားရဲ့တမိုင်းတစ်လျှောက်ကျင့်သုံးခဲ့တဲ့အင်အားဖြူတီးစေတဲ့စစ်ပွဲပုံစံနဲ့ဆက်ဆက်နေတယ်လို့ဆိုလိုတာလားမှန်ပါတယ် attrition warfare ပေါ့နော်ဒုတိယကမ္ဘာစစ်က cost တိုက်ပွဲလိုမျိုးပေါ့အဲဒီတုန်းကဆိုဗီယက်တွေဂျာမနီထက်အများကြီးပိုဆုံးရှုံးခဲ့ပေမဲ့အမဟာဗျူဟာရအနိုင်ရခဲ့တယ်လေအဲ့လိုချင်းကမှုမျိုးခင်နိုင်တယ်อืมနောက်ပြီးထူးခြားတာကခုကဒဏ်ရာရသူနဲ့တေဆုံးသူချိုးနော် ဟုတ်ကဲ့အဲ့ဒါကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ် wounded to kill ratio က1.3.1လောက်ပဲရှိနေတာ1.3.1ဆိုတာက တည်ဆုံးသူတယောက်တိုင်းရဲ့အတွက်ဒဏ်ရာရသူ1.3ယောက်လောက်ပဲရှိခဲ့ဆိုတဲ့သဘောလားဟုတ်ပါတယ်ဒါကအလွန်နှိမ့်တဲ့အချိုးပါဒုတိယကမ္ဘာစစ်တုန်းကဆိုဗီယက်တောင်း2.3ကနေ2.7.1ရှိခဲ့တာအမေရိကန်ဆို5.1လောက်ရှိခဲ့တယ်ဟုတ်တယ်ခစ်တစ်စစ်ပွဲတွေဥမာ American Iraq စစ်ပွဲဆို7.3.1တော့ရှိခဲ့တာဒီလောက်နှိမ့်ကြနေတဲ့အချိုးကဘာကိုပြနေတာလဲ လိုရလေဒါကရှစ်တန်းကနေဆေးဘတ်ဆိုင်ရာရွှေ့ပြောင်းမှု medical evacuation နဲ့ဒဏ်ရာရစစ်သားတွေကိုပြုစုဆောင်ရှောက်မှုအလွန်ညံ့ဖျင်းတာကိုပြနေတာပေါ့ဆိုလိုတာကဒဏ်ရာရရင်တောင်အသက်ရှင်ဖို့အခွင့်အလမ်းနီးနေတယ်ဆိုတဲ့သဘောလားဟုတ်ပါတယ်နေ့စဉ်ထိခိုက်ကြောက်ဆုံးသူစုစုပေါင်းရဲ့ထက်ဝက်နေပေါကတည်ဆုံးသူတွေဖြစ်နေတယ်လို့တော့ဆိုနိုင်တဲ့အခြေအနေပါခစ်တဲ့စိမျိုးပင်ဆေးဝါးကုသမှုစံနှုန်းတွေနဲ့ရင်းရင်တော်တော်လေးဆိုးရွားလေပြောရမယ်အဲ့ဒီတော့ ဒီလောက်အထိလူအသက်တွေစသေးခန့်ပြီးယူရှားရဲ့ယူမန်းချက်က လူဟန်စကနဲ့ဒေါနက်စ်ကိုအပြေအဝထိန်းချုပ်ဖို့ပဲလားအဓိကကတော့အဲ့ဒါဖြစ်နိုင်ပါတယ်အဲ့ဒီဒေသတွေကိုသိမ်းပြီးအနာဂတ်ငင်းငယ်ကြီးဆွေးနွေးပွဲတွေမှာအသာစီရောက်ဖို့ကြိုးစားမဲ့သဘောမျိုးကပူတင်ကိုယ်တိုင်ကလည်း1950တဲမှာယူကရိန်းပိုင်နဲ့10%လောက်ဖြည်းဖြည်းချင်းသိမ်းနိုင်တာကိုအောင်မြင်မှုအဖြစ်ပြောခဲ့တဲ့တယ်နော်ဟုတ်ပါတယ်ဒါပေမဲ့ဒီလိုဆုံးရှုံးမှုတွေနဲ့ရေရှည်မှာတောင့်ခံနိုင်မလားဆိုတာကတော့မင်းခွန်းထုတ်เสียပါ โอเค ISW ရဲ့တုံးထက်ချက်ကတော့ဘယ်လိုရှိတယ်ဟော Institute for the Study of War ကတော့အာရုရှားရဲ့စီးပွားရေးနဲ့လူဝင်အားကန့်သက်ချက်တွေကြောင့်ပေါ့နော်2026နှစ်ကုန်ပိုင်းလောက်မှာဒီနီးပြရာကျက်တွေဆိုင်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ပြည်တွင်းပြားတွေကတော့အခုထိတော့ထိန်းထားနိုင်ပုံရပါမယ်ဟုတ်တယ်အခုချိန်မှာထိန်းချိုးထားနိုင်ပုံရပါမယ်အနာဂတ်မှာဘယ်လိုလာမလဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါကဲ ရုရှားကဒီလိုလူသားချိတ်ဆက်ကိုတုံးနေချိန်မှာယူကရိန်းဘက်ကတုံ့ပြန်မှုတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။အထူးသဖြင့် Pocross ကနာမှာတိမ်မင်းနမလမ်းမြဆိုပြီးနာမည်ကြီးနေတဲ့နီးပြားရည်တွေပေါ့။ဟုတ်ကဲ့အဲ့လာကတိကယ်ကိုထူးခြားလဲယူကရိန်းကအဓိကအဖြစ် drone တွေကိုတုံးပြီးအောင် drone နဲ့ဟုတ်တယ် Pocross ကနာကလမ်းတွေကိုရုရှားရင်နန်းတွေအတွက်တက်ကွင်းလို့ဖြစ်အောင်လုပ်ပေးနေတာအဓိကကတော့ drone ရဲ့ထောက်ပံ့ပို့ဆောင်ရင်းလမ်းကြောင်းတွေကိုဖျက်တောက်ခြင်းတဲ့သဘောပဲတိုက်ခိုက်မှုတွေကတိကျတယ်လို့လည်းဆိုတယ်နော် အဲအော်စရာကောင်းလောင်းတီးကြရတယ်ဟို FCV drone တစ်စီးကရုရှားစစ်သားတွေပါတဲ့ UAG van ကပီရင်ပေါက်ကနေတက်တက်ဝင်ပြီးအတွင်းရောက်မှပုတ်ကွဲသွားတဲ့ဗီဒီယိုဖိုင်မျိုးတောင်တွေ့ရတယ်ပစ်မတီကလည်းစုံနေနော်တင်ကားတွေရော van ကားတွေရောဟုတ်တယ်တင်ကားတွေဆိုရင်လည်းအပေါ်မှာတန်စကားတွေတက်ထားတာလေ cope cages လို့ခေါ်ကြတာပေါ့အဲ့ဒါတွေတက်ထားလဲမရဘူးထီရောက်မှုတိတ်မရှိဘူးပေါ့ သိမရှိဘူး။ not be van ကားတဲ့ pickup truck ကားတဲ့ motorcycle တွေအထိကိုပြစ်ပတ်ထားနေတာ။ဒီနေရာကထူးခြားတာကအရစ်ဘတ်သုံးယင်းတွေကိုမိခေါ်မှုများနေတာနော်။ဟုတ်ပါရဲ့။အဲ့ဒါကအရင်တည်တာတယ်။တချို့လတွေမှာဆိုရင်စီမေပင်ယင်ဆုံးရှုံးမှုစုစုပေါင်းရ80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိကအရစ်ဘတ်သုံးယင်းတွေဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေကဆိုတယ်။ဒါကယူရှာမှာတန်ချက်ကယင်းတွေတော်တော်လေးချိုးတယ်လားပဲဆိုရတဲ့တော်လား။အဲ့လို cockpit ဆွေးနိုင်ပါတယ်။တန်ချက်ကယင်းမလုံလောက်တော့အရက်ပယင်းနေတဲ့အစာထိုးတုံးနေရတာဟော။ ဒီတိမင်းတမလမ်းများမျိုးရရကခုမှစားတာတော့မဟုတ်လောက်ဘူးနော်အဲဟုတ်ပါတယ်ဒါကအရင်ကလည်းရှိခဲ့ပါတယ်2020အောက်တိုဘာတုန်းက Cox မှာရောဒီနေ့စူလိုင်တုန်းက Pocrops နားမှာပဲ9မိုင်လောက်လမ်းပိုင်းလေးမှာရန်စီးတင်လာ40ကျော်လောက်ဖျက်ဆီးခံခဲ့ရဘူးတဲ့ဒါဆိုယူရှော့ဘက်ကတင်ငန်းဆောင်မယူဘူးလားဓမ္မမို့ပြောင်းလဲဖို့ခက်နေရလားအဲ့ဒါကတော့ပြောရခက်ပါတယ်လိုင်းရောညီထွေပြုပြင်ပြောင်းလဲနိုင်စွမ်းအားနည်းနေလားဓမ္မဟုတ်မပြောင်းလဲချင်တာလား တခုခုတော့တခုခုပဲဒီ drone စစ်စင်ရေးတွေမှာတော့ဟိုတက်မှု Robert Brody မာယာလို့လူတညာတဲ့သူကအထူးကပုံကိုဖြစ်ပုံရတယ်သူနီးစနစ်က drone နဲ့လုံးဝစုံမထားဖို့ပဲအယူရှာကောနေပြီးပြောင်းလာတာမျိုးမရှိဘူးလားရှိပါတယ်သူတို့လည်းအကြီးစားရန်တန်းနေနဲ့တိုက်မဲ့အစားအသေးစားခြေလျင်တက်ဖွဲ့တွေနဲ့စိတ်ဝင်တက်ခိုက်တာမျိုးပိုလွတ်လာတယ် ဒါပေမဲ့ယူကရိန်း drone တွေကချီလင်တပ်တွေကိုပါပြစ်မှတ်ထားလာတယ်ဆိုဟုတ်တယ်အဲ့ဒါကြောင့် Pokrov နားမှာတကယ်ကိုအပြန်အလှန်တုံ့ပြန်မှုကစားပွဲကြီးလို့ဖြစ်နေတာတည်င်းနေရပူတင်က Dobropilia မှာအထင်အားပြီးနောက် Pokrov ကိုဘလူနီးနဲ့ဖြစ်ဖြစ်အမြန်ဆုံးတိုင်းဖို့တွန်းအားပေးနေတယ်လို့လည်းကြားရတယ်နီးပရိယံပိုင်းပြန်လီချောင်းရန်ကောက်ွယ်ရေးမှာလည်းယူကရိန်းကအတော်လေးကောင်းတယ်နော်ဟုတ်ကဲ့အဲ့ဒါလည်းအထင်ကြီးစရာတယ်အောက်တိုဘာ9ရက်နေ့ညကယူရှားရဲ့အကြီးစားလေးချောင်းတိုက်ခိုက်မှုကိုကြည့်ရင်သိတာတယ် လက်နက်အလုံး9ရိုင်နီးပါးနဲ့တိုက်ခိုက်တာ drone ဒီရောဒုံးပြိုင်ဒီရောပါတယ်နော်ဟုတ်ကဲ့ drone လေးက65စီးဒုံးပြိုင်30နစ်စင်အဲ့ဒီထဲက85%နီးပါးပြစ်မှတ်4ရိုင်20ကိုယူကရိန်းကကြားဖြတ်ဟန်တာနိုင်ခဲ့တယ်ကင်ဇာဒုံးပြန်တော့ပါတယ်ဆိုဟုတ်ပါတယ်ကင်ဇာတစင်းပါဝင်ခဲ့တယ်ဒါကသူတို့ရဲ့လေကြောင်းရံကောက်ွက်ရေးစွမ်းရည်ဘလောက်မြင့်မားတယ်ဆိုတာပြတာပဲ ိုနေကပိုလန်ထဲဝင်သွားတဲ့ drone ကို NATO ကတုံ့ပြန်တာနဲ့ရှင်းရင်တောင်ယူကရိန်းကပိုထိအောင်နေသလိုပဲအဲ့လိုပြောလို့ရပါတယ်ဒါကယူကရိန်းရဲ့စစ်မြေပြင်အတွေ့အကြုံရဲ့အနောက်နိုင်ငံကစနစ်တီပေထရော့တို့စမ်ဘတ်တို့ရဲ့အစွမ်းထမှုရဲ့ပေါင်းဆက်ထားတဲ့ယာလက်ပေါ့ဒါမဲ့တရားပိုက်တော့မဟုတ်သေးဘူးပေါ့တချို့တိုက်ခိုက်မှုတွေကကြော်လွားနိုင်သေးတယ်ဟုတ်ပါတယ်သမလဇလန်စကီပြောသလိုပဲတချို့ကကာကွယ်ရေးကိုကြော်လွားပြီးစွန့်တင်အခြေခံအဆောက်အအုံတွေနဲ့ အရက်ဘက်ဖိမှတ်တွေကိုထိခိုက်စေတုံးပဲဒီတော့ယူကရိန်းကလည်းလက်တွန့်ပြန်တဲ့အနေနဲ့ခိုင်မီယာကဖေဒိုရှီယာယေနန်တိုလောင်ယုံကိုတိုက်ခိုက်ခဲ့တယ်နော်ဟုတ်ကဲ့အောက်တိုဘာ7ကတိုက်ခိုက်မှုပါအကြီးအကျယ်မီလောင်မှုဖြစ်ပြီးရုရှားရဲ့တောင်ပိုင်းထောက်ပံ့ပို့ဆောင်ရေးအကွက်အရေးပါတဲ့တန်ချိန်နဲ့တင်းထွေးထုတ်လောင်းနေတဲ့နေရာကြီးကိုထိခိုက်စေခဲ့တယ်။ဒါကစစ်မေပင်ကအခြေအနေတွေပေါ့။အခုရုရှားနိုင်ငံအတွင်းပိုင်းကစီးဟွိုင်းဖီးယားတွေပဲခုနင်းနေကြည့်အောင်ဒက်ချီရောကဆက်တဲ့အသွုံလုံးနဲ့ဆက်ဆက်ပြီးပြောကြတယ်။ အကြီးကျယ်တွေ့ရနေစတာအဲ့ဒီကနေဝင်ငွေတွေအများကြီးဝင်တော့ငွေကြေးတန်ဖိုးအယောင်မာသွားရော ဟုတ်တယ်အဲ့လိုငွေကြေးမာတာက တခြားပို့ကုန်ထုတ်တဲ့ကန်တာတွေဥပမာကုန်ထုတ်လို့မှုကန်တာရဲ့ရှင်ပြိုင်နိုင်စွာကိုကြဆင်းစေတဲ့သူတို့ကုန်ပစ္စည်းတွေစီကြည့်တော်လို့လေအကျိုးဆက်ကအလုလမဲ့အရင်များလာတော့ကော့မှန်ပါတယ်ဒါကကန်တာတစ်ခုတည်းအတူတဖြင့်တေယံဇာရအပေါ်အလွန်အကျွမ်းမိခိုခြင်းရဲ့အန်ဒီယကိုပြတဲ့တာတွေကတစ်ခုပါ အခုရုရှားနဲ့ဘလို့လာပတ်သက်နေလဲပေါ်ဝါဘရဲ့သုံးသချက်အရာဆိုရင်ဟုတ်တယ်ရုရှားရဲ့ပြဿနာကပူရှုပ်ထွေးတယ်အဓိကကတော့စွိုင်းအင်ကန်ဒရေနံနဲ့သဘာဝဓာတ်ငွေကရုရှားစီးမောရဲ့အခြေခံပဲလေဘတ်ဂျက်ရဲ့တရားတန်တဲ့90%တော့ဆိုတဲ့ GDP ရဲ့90%တော့ဆိုတော့တော်တော်များတယ်ဟုတ်ပါတယ်အခုယူကရိန်းကရုရှားတဲကရေနံချက်ဆက်ယုံဒီကိုဖိမထားတိုက်ခိုက်နေတော့2025တဲမှာအကြီးစား38ခုတဲက20ခုကြီးထားတယ်ဆို ဟုတ်တယ်အဲ့ဒါကြောင့်ဒက်စီနဲ့ထကြအသင့်စင်ပြီးရင်ထွက်ကုန်ထုတ်လုပ်မှုကြဆင်းလာတယ်ပြီးတော့မှလောင်စာစီစီကွက်ကိုတိုက်ရိုက်ထိခိုက်လာတာပေါ့အကျိုးဆက်တွေကပါတယ်လဲလောင်စာစီပြက်လက်မှုတွေဖြစ်နေပြီလားဟုတ်ပါတယ်နိုင်ငံရဲ့ဒေတာထောက်ဝကြော်မှာလောင်စာစီပြက်လက်မှုတွေကြုံနေရတယ်ဇင်းနှုံးတွေထိမှုစူးစမ်းနေရတယ်တောင်ပိုင်းမှာဆိုဒက်စီဆိုင်၁၄%လောက်ပိတ်ထားရတယ်လို့တော့ဆိုရဲပိုးဆိုးတာကကိုယ့်စီကရင်းနဲ့စင်းကိုသူများစီကနေတန့်ဆင်းပြီးတာပြန်ဝင်နေရအောင်နော် အေးအဲ့ဒါကတကယ်ကိုဝမ်းနည်းစရာအခြေအနေပဲတရုတ်စီကနေစည်ကြည့်ပြီးပြောင်းဝယ်နေရတာတေယူပို့ဆောင်ရေးစရိတ်တွေလည်းတက်လာတယ်ဒီလိုအခြေအနေမှာတော့အာနာပိုင်းကြီးနှိဆက်သူတွေလားအမျက်ထုံနေကြတော့ပဲဆိုတာကလည်းဟုတ်တယ်အာနာရှင်စနစ်ရဲ့သဘောတဘာဝအရာအမျိုးတိုက်ပြဿနာထက်ကိုကျိုးရှာအမျက်ထုတ်တာကပိုလွယ်နေတတ်တယ်လေအော်လီဂါခ်စ်တွေပူချမ်းတလာကြလဲပေါ့ဒီဆိုင်ကန်ဒါပြဿနာကတခြားကန်ဒါတွေကိုဘလို့ရိုက်ခတ်လဲဟိုကွန်ထရိုးလုံးမှု PMI ကျတယ်ဆိုတာမျိုးလာတယ်အမေရိကမှာ Rust Belt ဖြစ်စဉ်လိုမျိုးပေါ့ အနည်းငယ်ဆင်းသူရတယ်ဆိုတော့ရေရှိမှဒါကမခိုင်ပါဘူးစစ်ကွဲပြီးသွားရင်ဒါဖို့စွန့်ရင်ကန်တာပိုးဆိုးလာရင် စစ်ကာလာစီဝါကြီးအလို့အကန်ကြီးပျောက်သွားမယ်စစ်တပ်အပေါ်မိခိုတဲ့ဒေထကန်စီဝါကြီးတွေပြိုလဲမယ်တခြားစက်မှုလုပ်ငန်းတွေကလည်းအားနည်းနေပြီးသားဆိုတော့ကပြားအိတ်လိုပဲနော်အော်ဂျီတခုခုလုတ်လိုက်တာနဲ့ပြိုကျသွားနိုင်တယ်ဟုတ်ပါတယ်အဲ့လိုတင်စားလို့ရတဲ့အခြေအနေပါကဲဒါဆိုအခုနောက်ဆုံးတိုက်ပွဲအခြေအနေအချင်းချောက်ကလေးကိုကြည့်ပြီး ဒီနေ့ဆွေးနွေးမှုကို အဆုံးသတ်ကြရအောင်အစောကပြောခဲ့တဲ့အဓိကစစ်မျက်နှာတွေအခြေအနေကိုပဲအာရုံစိုက်ကြည့်ရပေါ့ကောင်းပါတယ်ပေါ်ကရော့ဖ်စ်ကမှာတော့အခြေအနေကအကျိတ်အနယ်ပဲနော်ရုရှားကထိုးစစ်ဆင်နေပြီမဲ့ယူကရိန်းရဲ့ drone တွေကြောင့်အဆုံးအရှုံးများနေတိုးတက်မှုကနေနေတယ်ဟုတ်ပါတယ်ကာဇာစကဲပါလကောင်နိုဗာပေါ်ပလစ်ကလိုယော်လေးလီတိမ့်နိုင်ခဲ့ပြီမဲ့အဖိုးအခါကြီးကြီးမားမားပေးခဲ့အောင်ရတယ် သူတို့ကမိုင်းနော့ဂရန်တောင်ပိုင်းကိုဖျက်တောင်ဖို့ကြိုးစားနေတာဖြစ်နိုင်တယ်။ Siversk နဲ့ Lyman မှာကအဲ့ဒီမှာလဲယူကရိန်းက Donetsk မြောက်ပိုင်းကိုသိမ်းပြီးရန်ပြွေးကိုပတ်တိုက်ဖို့ဇာကင်နေဘက်ကိုခြိတောက်ဖို့ကြိုးစားနေတယ်။အရေးကြီးလဲမစ်ကူတတားလေးကိုဖျက်ဆီးဖို့လုပ်နေတာက Oskyomi အရှိဘက်ကယူကရိန်းတပ်တည်ရဲ့ထောက်ပံ့ရေးကိုအခက်တွေ့ရလို့တာဖြစ်နိုင်တယ်။ထောက်ပံ့ပို့ဆောင်ရေးကတကယ်အရေးပါနေတာပဲ။ဟုတ်ပါတယ်။ Droppy Shear နားမှာလဲ Ukraine ကရှေ့တက်နေပြီးထောက်ပံ့ရေးနဲ့ပတ်သက်တဲ့တိုက်ပွဲတွေပြင်းထန်နေပုံရတယ်။ Kharkiv မြောက်ပိုင်း Voshansk ကတော့ယူရှားကဆက်ပြီးဖိအားပေးနေတုံးပဲ။ဟုတ်ပါတယ်။မြို့ရဲ့အဆင့်အတော်များများထိန်းချုပ်ထားပြီလို့ဆိုတယ်။ခြုံမူကြည့်ရင်တော့ Ukraine နဲ့အခက်အခဲတွေကြားကပဲခုခံနေရတာပေါ့။ listen me ပြတနာ american အကူအညီနောက်နှေးတာတွေရှိနေတယ်ဟုတ်ကဲ့စင်ခေါ်မှုတွေများကြီးပါပဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်ဟုတ်ကဲ့ ဒီနေ့ကျမတို့လည်လာခဲ့တာကရုရှားဟာသူတို့ရဲ့သမိုင်းဝင်အလွန်ကျန်ဆုံးရှုံးမှုခံနိုင်တဲ့နည်းဖြူတာကိုသုံးနေပေမဲ့ခေတ်သစ်နည်းပညာတွေအထူးသဖြင့်ယူကရိန်းရဲ့စမ်းသစ်သစ် drone နည်းပညာတွေနဲ့ကြန့်ခိုင်တဲ့လေကြောင်းရန်ကာကွယ်ရေးကိုရင်ဆိုင်နေရတယ်။တစ်ဖက်မှာလည်းရုရှားအတွင်းမိုင်းမှာ Dutch Roger လို့တင်စားနေတဲ့စီးပွားရေးအားနယ်ချက်တွေကယူကရိန်းနဲ့တက်ခတ်မှုတွေကြောင့်ပိုဆိုးလာနေတယ်။ဟုတ်ပါတယ်။ဒါကြောင့်အဓိကမေးခွန်းကရုရှားရဲ့ဒီရှေးယိုးဆွဲချင်းကမှုဟာ ခေတ်သစ်စစ်ပွဲရဲ့ဖြစ်ရာတွေနဲ့အသွင်းပိုင်းစီးပွားရေးယူရွေးမှုတွေကိုကြော်လွှားနိုင်ပါမလားဆိုတာပဲဒါမှမဟုတ်ယူကရိန်းရဲ့ကြံ့ခိုင်မှုစန္တိတီထွေးမှုက အဖြေတကူကိုပေါ်ဆောင်သွားမှာလားအဲ့တော့ဒီပဒီပတ်ခဆက်ဖြစ်နေသမျှကျမတို့အားလုံးဆက်လက်စဉ်းစားပြီးဆုံးချရမယ့်အချက်ပဲဖြစ်ပါလေရှင်